မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်မြမပြည်မှာတရုတ်လှိလက်နှစ်ဖက်နင်းနေသည်ဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်မြမပြည်ရင်းစဉ်လေးနှစ်အတွင်းရောက်လာတဲ့အခါဒီပฏิပခါကိုဖြေရှာဖို့အလန်းကွာဝေးနေစဉ်ဖြစ်ပါတယ်ဇိုးရွားတဲ့ဆုံးရှုံးမှုတွေနဲ့ရုန်းကန်နေရတဲ့စစ်ကောင်စီကဒုက္ခတွေနှက်ကြနေတဲ့လက်မလျှော့တဲ့တော်လိုင်းအင်အားစုတွေထံမှစစ်ကောင်စီကနိုင်ငံပိုင်နဲ့ရဲ့လေးပုံသုံးပုံခန့်တိထိန်းချုပ်မှုဆုံးရှုံးနေပြီးတိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင်တည်နေကပြူဟာကြတဲ့စစ်စခန်းတွေကိုဆွန့်လွှတ်ရတယ်အခုအခါ က်ပြောင်းခြင်းနဲ့စိတ်တက်ကြဆင်းခြင်းကြောင့်စစ်သားမလုံလောက်မှုနဲ့ရင်ဆိုင်နေရတယ်။ဒါပေမဲ့အတိုက်ခံအင်အားစုတွေကတနိုင်ငံလုံးမှာကြီးကျယ်တဲ့အောင်ပွဲများရနေတော့လဲစစ်တပ်ရဲ့အမာခံမြန်မာနိုင်ငံအလဲပိုင်းကို မထိုးဖောက်နိုင်သေးပါဘူး။ အတိုက်ခံအင်အားစုတွေကနိုင်ငံကို Federal Democratic ပြည်ထောင်စုထူထောင်ရေးပုံမပေါ်သေးတဲ့ရှီမန်းချက်ပန်းတိုင်ကိုမျှော်လင့်ထားကြတယ်။ဒီရှီမန်းချက်ပန်းတိုင်ကစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့အမျိုးမျိုးသောအုပ်စုအလုံးရဲ့ပုံပြမှတ်ကိုရနိုင်လောက်တဲ့အစီအစဉ်တစ်ခုဖြစ်တဲ့အုပ်စုများအကြားဆက်ဆံရင်းကရော့တီရော်ရင်ဖြစ်ပြီးအချင်းချင်းပွတ်တိုင်မှုတွေဖြစ်နေဆဲဖြစ်တဲ့စစ်ကောင်စီကိုတော်လှန်သူတွေကတနိုင်ငံလုံးမှာပြန့်နှံ့နေပြီးဆက်သွယ်ရေးမကောင်းခြင်းနဲ့ခေါင်းဆောင်များအချင်းချင်းဆက်သွယ်ဖို့ခက်ခဲနေတာကြောင့်စစ်မြေပြင်အောင်ပွဲများရရှိတာပဲသဘောထားကွဲလွဲမှုတွေတော်လှန်အင်အားစုတွေအကြရှိနေ နိုင်ပါတယ်။တချိန်တည်းမှာပဲနိုင်ငံရဲ့လူဦးရေ54သန်းခန့်ကဒုက္ခများဆက်လက်ခံစားနေရတယ်။စစ်ကောင်စီကမြေပြင်တပ်များပုံမအင်အားနှင်းလာခြင်းနဲ့နေမြေပုံမဆုံးရှုံးလာခြင်းကိုကာမိစေဖို့လူဦးရေများတဲ့နေရာကိုတိမ်ကြုံဖုံးခြင်းနဲ့အတိုင်းခံအင်အားစုတွေကိုလေကြောင်းတိုက်ခိုက်မှုပုံမပြုလုပ်ခြင်းကအရသက်သေးဆုံးမှုမြင်မားစေပြီး 2024ခုနှစ်ကုန်မှာအရက်သားတည်ဆောက်မှုတပေါင်းနီးပါးရှိပါတယ်လူပေါင်း3တန်းခွဲကျော်ပြည်တွင်းနေရဲ့ဆုံးခွာဖြစ်ပြီးနိုင်ငံ၏လူဦးရေ3ပုံတပုံကလူသားချင်းစာနာမှုအကူအညီလိုအပ်နေပါတယ်စီးပွားရေးပြိုလဲလူနီးပါးဖြစ်နေတဲ့ဒီလိုဆုံးရွားတဲ့စီးပွားရေးအခြေအနေကိုတဘာဝဘေးအန္တရာယ်တွေကပုံမှုဆုံးရွားစေပါတယ်လွန်ခဲ့တဲ့စက်တင်ဘာမှာပြင်းထန်တဲ့မုန်တိုင်းတစ်ခုကမြန်မာကိုဖျက်ဆီးပြီးလူရပေါင်းများစွာတည်ဆောက်စေကဒေသအများအပြားကိုရေလွှမ်းမှုခဲ့တယ်မလနောင်ပိုင်းမှာပြင်းအား9.8ရေငလင်းမြန်မာမှာလှုပ်ခတ်ပြီးလူ3000 हाँ ज्योति सौ ने ငလင်လောက်ခတ်ပြီးရဲ့နောက်စစ်ဖြစ်နေတဲ့ဘက်အတီတီကလူသားချင်းစာနာမှုယာယီပြစ်ခတ်ရဲစင်ကြီးညာတော့လေဒီပြစ်ခတ်ရဲစင်တွေကတည်တန်းခြင်းမရှိငလင်လောက်ပြီးမကြမီစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်တပ်တွေပြုလုပ်ပြီးဒီအချိန်ကစတင်ပြီးတိုက်ခိုက်မှုတွေစတိုင်လုပ်တဲ့ပြည်ရင်းသတင်းရဲအဆိုအရစစ်ကောင်စီကမလ28ရက်နေ့နဲ့အပိလာ6ရက်နေ့တွေမှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု108ကြိမ်ပြုလုပ်ပြီးအရက်သား80ခန့်အသေဆုံးနေဒီတိုက်ခိုက်မှုတွေနဲ့46ခုကိုအပြစ်ခတ်ရဲစင်ကြီးညာပြီးနောက်ပိုင်းပြုလုပ်ခြင်းဖြစ်တဲ့မြေပြင်မှာလည်းပြင်းထန်တဲ့တိုက်ပွဲ များဆက်လက်ဖြစ်နေတယ်ဒီကြီးကွဲဆရာဖြစ်ရမှာအမြတ်ထွက်တဲ့နိုင်ငံတစ်ခုသာရှိပြီးအဲ့ဒီနိုင်ငံမှာတည်ရောက်ဖြစ်တယ်အနောက်တိုင်းမှာမြန်မာပြည်တွင်းစစ်ကိုအမေရိကန်ပဋိပက္ခဖြင့်မကြာခဏဖော်ပြတယ် ဒါပေမဲ့တရုတ်နိုင်ငံအတွက်မြန်မာကဒေသရင်းရှိမှန်းချက်များစီးပွားရေးအကျိုးစီးပွားနဲ့လုံခြုံရေးပူပန်မှုတွေဆက်ဆက်နေတဲ့အဓိကစစ်မြေပြင်ဖြစ်ပါတယ်။အင်အားကြီးနေတဲ့မြန်မာကတရုတ်စိုးရရဲ့ပြိုင်ပတ်ကင်ဒေသရင်းပို့ချမှုထူထောင်ရေးရှိမှန်းချက်အတွက်အဓိကကြတယ်။မြန်မာကိုတရုတ်စိုးရကလွှမ်းမိုးနိုင်ရင်ဒီလိုပို့ချဆုံးမှုကတိုးတက်မှုနှုန်းမြန်ဆန်နေအရှိတောင်အာရှနဲ့အိန္ဒိယကိုချိတ်ဆက်မဲ့အိန္ဒိယရဲ့အရှိတ်ကိုမျက်နှာမူလောက်ကိုင်းနေအရှိမျော်မူဝါဒအတွက်တင်းနင်းကဖြူဟာကြတဲ့အတားစီးတာမကအရှိတောင်အာရှပင်မကုန်းကြီးနဲ့အိန္ဒိယသမုဒ္ဒရာကမ်းခြေတွေမှာအရေးပါတဲ့ခြေကုပ်လေးဖြစ် ်တယ်။အများပြည်သူတို့ကြီးညာချက်မှာတရုတ် ရာရှိတွေက၎င်းတို့ကမြန်မာမှာတည်ငြိမ်မှုပြန်လဲထိမ့်သိမ်းလိုကြောင်းနဲ့နှစ်နိုင်ငံကြားဆွေမျိုးပေါက်ဖို့ဆက်ဆံရေးကိုအားပေးကြောင်းပြောကြားပါရယ်လက်တွေမှာတရုတ်ကအင်အားကြီးနေလာတဲ့စစ်ကောင်စီကိုကြားကန်ပေးပြီးတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းများကိုသူ့ရဲ့ဩဇာဆက်ဝန်တွင်ဆွဲသွင်းဖို့ကြိုးစားနေကအနောက်တိုင်းနဲ့နှိစက်တယ်လို့ယူဆတဲ့ဒီမိုကရေစီအင်အားစုတွေကိုဘေးဖယ်ဖို့လုပ်နေတယ်မြန်မာမှာအနောက်တိုင်းအကျိုးစီးပွားမရှိခြင်းကတရုတ်အတွက်အားသာချက်ဖြစ်စေတယ်ဥပမာအားဖြင့် မလကငလင်အပြီးမှာအနောက်တိုင်းအင်အားကြီးနိုင်ငံတွေကမြန်မာမှာအကူအညီနှေးကြတော့လေတရုတ်ကငလင်တန်ခန့်ထီတာတွေကိုအလင်းအမြန်ရောက်လာပြီးစီးယုံရေးစတင်နေအမှန်တရားမှာတရုတ်ကဖျို့ပီးရဲ့အခြေအနေမှာအခွင့်လန်းရှာခြင်းဖြစ်တဲ့တရုတ်ကအင်အားကြီးနေနေတဲ့စစ်ကောင်စီကိုကြားကန်ပေးပြီးရက်ဆက်ကြမ်းကြုတ်သောစစ်စင်ရေးများဆက်လက်လှုံ့ဆော်စေတယ်။တော်လိုင်းအင်အားစုညီညွတ်မှုကို ထိခိုက်စေပြီးတော်လိုင်းအင်အားစုအများအပြားပေါ်ဩဇာချက်တွေကအနောက်တိုင်းဩဇာကိုဘေးရောက်စေရင်မြန်မာပြည်သူတွေရဲ့နိုင်ငံရေးရှိမှန်းချက်ကိုမတိမမြင်လို့ခြင်းဖြင့်မြန်မာပေါ်၎င်းတို့ထိန်ချုပ်မှုပုံမှု ခိုင်မာအောင်လုပ်တယ်။ရှီကြတဲ့စေအုပ်ချုပ်ရေးအောင်မှာသွေးကွဲနေတဲ့မြန်မာက တရုတ်အတွက်ထိန်းချုပ်ဖို့ပုံမလွယ်ကူတဲ့နိုင်ငံဖြစ်နေတယ်။ မြန်မာကတရုတ်ရဲ့အိန္ဒိချင်းနိုင်ငံတသက်တခုမကမြန်မာကတရုတ်အတွက်အိန္ဒိယသမုဒ္ဒရာကိုကုန်းတွင်းလမ်းဖြစ်ပြီးမလက္ခာရှိလက်ကြလမ်းကြောင်းတက်တဲ့နေရာအတွက်အရေးပါတဲ့အခြားထွက်ပေါက်ဖြစ်တဲ့ဒီစီဝိုင်းလမ်းကြောင်းကိုတည်ဆောက်ခြင်းကတရုတ်ရဲ့ကြီးမားတဲ့ပြည်ပအခြေခံအဆောင်စီမံကိန်းရှင်းဝန်းနဲ့လမ်းအစဉ်စဉ် BRI ရဲ့အဓိကရည်မှန်ချက်ဖြစ်တဲ့တရုတ်မြန်မာစီဝိုင်းစင်ကြံ CMEC ကတရုတ်ရဲ့ BRI တည်နေကဗျူဟာအဓိကအစိပ်ပိုင်းဖြစ်ပြီးတရုတ်နိုင်ငံရှုနယ်ပြည်နယ်နဲ့မြန်မာရဲ့ကြီးမားတဲ့စွမ်းရင်တိုင်များတဘာဝတယံဇာတာတွေနဲ့အိန္ဒိယသမုဒ္ဒရာကိုချိတ်ဆက်ပြီးတဲ့ မြန်မာကတရုတ်လူချင်းနဲ့အရှိပါတဲ့တယံစာတာတွေကိုလည်းပိုင်ဆိုင်နေဒီတယံစာတာတွေမှာအရှိပါတဲ့တွင်းထွက်များတဘာဝတန်ငွေရှီယာလျက်စင်နဲ့စိုက်ပျိုးရေးထုတ်ကုန်များပါဝင်နေမြန်မာကအစစ်မြေနီးပညာနဲ့ကာကွယ်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အသွင်အားစုဖြစ်တဲ့တရုတ်ကတင်သွင်းတဲ့အပတန်၄ချိန်မြေရှားတက်တူးထောက်ဝက်ကြော်ကိုတင်ပို့တယ် တရုတ်ကတဘာမပတ်ဝန်းကျင်နဲ့လူမှုစုစုတွေကိုဂယုမဆိုင်ပင်ဒီတရန်စာတတွေကိုထုတ်လုပ်ဖို့လက်နက်ကင်အင်အားစုတွေနဲ့ပူးပေါင်းနေတာနှစ်ပေါင်းများစွာကြာပြီဖြစ်တယ်။2024ခုနှစ်မှာမြန်မာကတရုတ်ကိုမြေရှားတပ်တူအောက်ဆိုင်မက်ထရစ်တန်9000ရောင်းချပြီးဒီပစ္စည်းတွေကိုတရုတ်ပြည်တွင်းထုတ်လုပ်မှုထက်ပိုမိုများပြားတယ်။မြန်မာကတပိုင်းလျက်ကူစီမီကွန်တက်တာနဲ့အခြားအရေးပါတဲ့နည်းပညာတွေအတွက်အရေးပါတဲ့အံဖြူတရုတ်ကို89.900ကျပ်နှုန်းကိုတင်ပို့တယ်။မြန်မာကလုံခြုံရေးရာတရုတ်ရရှိများစိတ်ဝင်စားတဲ့နိုင်ငံလေးဖြစ်တဲ့တရုတ်ကမြန်မာမှာဖိပအင် င်အားကြီးနိုင်ငံများအထူးသဖြင့်အနောက်တိုင်းကခြေကုပ်ယူပြီးတရုတ်ရဲ့ဒေသတွေလွှမ်းမိုးမှုကိုစင်ကြော်တာကိုမလိုလားအနောက်တိုင်းနဲ့မဟာမိတ်ဖြစ်တဲ့အစိုးရတခုဒါမှမဟုတ်နိုင်ငံရင်းအင်အားစုတခုအာနာရပါကတရုတ်နယ်စပ်အနီးအနောက်တိုင်းအင်အားစုရေရှိတရှိမှုကိုလမ်းဖွင့်ပေးပြီးရေရှိလုံခြုံရေးချင်းချမှုဖြစ်မှာကိုတရုတ်ကအထူးသဖြင့်စိုးရင်ပူပန်နေ ဒီလိုလုံခြုံရေးကြောင့်စိုးရိမ်မှုကတရုတ်ရဲ့မြန်မာပြည်တွင်းစစ်နယ်ပတ်သက်တဲ့အမြင်ကိုထင်ဟပ်ပြီးမြန်မာမှတိုက်ခိုက်မှုတွေကမြန်မာပြည်တွင်းရေးမှာအနောက်တိုင်းဩဇာတည်ရမှုရှိလာမှာကိုတရုတ်ကစိုးရိမ်ပါတယ်ဒီပဋိပက္ခမှာပြင်ပအင်အားကြီးနိုင်ငံများဆွတ်ဖက်မှုကိုတားဆီးခြင်းကသူ့ရဲ့အဓိကရည်မှန်းချက်အတစ်ခုဖြစ်ကြောင်း ရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယင်ကမကြသေးမီမှာပြောပါရယ်မြန်မာကတရုတ်ရဲ့တီးခြားဩဇာတရောက်တဲ့အတိုင်ဝန်လို့၎င်းကမြင်နေတရုတ်ကွန်မြူနစ်ပါတီအဘော်ပြည်သူ့နေစဉ်သတင်းစာမှာဝိုင်းအယ်ဒီတာတအုပ်ကမြန်မာမှာအရေးပါတဲ့နေရာတွေကိုတောင်တရုတ်ပင်လယ်အငင်းပွားထေသားတွေနဲ့နှိုင်းယှဉ်ပြီး၂၀၁၂ခုနှစ်က Global အတိုင်းမှာအတွင်းပြင်ဆောင်မှာမှာဒီအချက်ကိုမိမောင်းထိုးပြတယ် တရုတ်ကရခိုင်ပြည်နယ်ရေနက်စက်ကန်တည်ဆောက်နေတဲ့ကြောက်ဖြူနယ်ပတ်ဝန်းကျင်ဒေသတွေမှာစီးပွားရေးနဲ့လူမှုတည်ငြိမ်မှုကတရုတ်နဲ့ဖိလစ်ပိုင်ကြားအချုပ်အခြာအာဏာအငင်းပွားနေတဲ့တောင်တရုတ်ပင်လယ်ဘက်မှာ ်ဟွာယန်တုံးကဲ့သို့အရေးပါတယ်လို့အယ်ဒီတာကရှင်းသားထားတယ်။တရုတ်ကမြန်မာငြိမ်းချမ်းရေးတည်ငြိမ်ရေးစစ်မှန်တဲ့စိတ်ဝင်စားမှုမရှိတရုတ်ကမြန်မာမှဖြစ်ရက်တွေကိုအလွန်အာရုံစိုက်ပြီးရွေးကောက်ခံအစိုးရကိုဖြုတ်ချတယ်။2021ခုနှစ်ဆေးအာဏာသိမ်းမှုနောက်ပိုင်းမှာပို့ပြီးအာရုံစိုက်တယ်။ CMEC နေရာများစုကပဋိပက္ခဆောင်တွေကိုတိုက်ရိုက်ဖျက်ဆီးနာကြောင်းအာဏာသိမ်းပြီးနောက်ပိုင်းစစ်မီးကတရုတ်ရဲ့မြန်မာမှရင်းနှီးမြှုပ်နှံမှုအများပြားကိုအနှောက်အယှက်ဖြစ်စေတယ်။ဒါပေမဲ့ဒီစစ်မီးကမြန်မာကို၎င်းရဲ့ထိန်းချုပ်မှုပုံမတောင့်တင်းအောင်လုပ်ဖို့အခွင့်အလမ်းတစ်ခုလည်းဖြစ်စေတယ်။တရုတ်အရာရှိတွေ ်ကမြန်မာစစ်အာဏာသိမ်းမှုကိုကနအုံးမှလီးမထားပဲအစိုးရဖွဲ့တွင်အပြောင်းလဲမျှတာဖြစ်တယ်လို့ပြောပြီးတခြားနိုင်ငံများစုကစစ်ကောင်စီကိုပြစ်ပယ်ထားချိန်မှာစစ်ကောင်စီနဲ့တက်ကြွတဲ့ဆက်ဆံရေးဆက်လက်ထိန်းသိမ်းထားတယ်။တရုတ်ကမြန်မာမှာလီလန်နှစ်ဖက်နှင်းပြီးစစ်အာဏာသိမ်းပြီးနောက်နေမြေထိန်းချုပ်မှုအကြီးအကျယ်ချင်းတွင်လာတယ်။မြန်မာမှာတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းပြီးနဲ့ဆက်ဆံရေးခိုင်မာအောင်လုပ်တဲ့တရုတ်ကအဲ့ဒီဖွဲ့စည်းတွေကိုအခြေခံလက်နက်ထောက်ပံ့သူဖြစ်ုံသာမကအဓိကကုံသွဲဖက်လဲဖြစ်တယ်လို့ရေးသားထားတာကိုတင်ဆက်ပြလိုက်ရပါရှင်။